ဂျပန်ကလုံနေပေါ့နော်ရေရှည်ဆက်သွားလို့အဆင်ပြေမလားဆိုတာလေးကိုဖိုင်းလေးလုပ်ပြီးတော့ပါမယ်အဲ့တော့ဒီနှစ်ခုတွေကနေတိကျလေးယူပေးထားပေါ့နော်ကိုရင်ထဲမှာအတိအကျင်ဆုံးသောသူပေါ့နော်အဲ့တယောက်ကိုပဲရွေးချယ်ပါလို့မိုးနေနဲ့ request လုပ်ပါတယ်အဲ့တော့ number 1လေးပေါ့နော် number 1အနေနဲ့ကျတော့ကိုကသူနဲ့ကိုနေကြားထဲမှာကဘလိုမျိုးလေးဖြစ်တာလဲဆိုတော့ကြာဝင် separation ဖြစ်တာမျိုးပေါ့နော်တပတ်တပတ်အဆက်အသွယ်ပြတ်ထားတာမျိုးသူမဟုတ်အဆက်အသွယ်မပြတ်ထားရင်တော့ဒီချိန်မှာ တိတ်ပြီးတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်နေတတ်တယ်အဲ့တော့တယောက်နဲ့တယောက်ကြားထဲမှာကတစ်ဖက်ကိုတစ်ဖက်ပေးချင်တာရချင်တာရိုမန်တစ်တည်းကြီးပဲဒါပေမဲ့လှုပ်လိုက်တဲ့အရာတွေတွေးလိုက်တဲ့အရာတွေကနက်ဂတစ်တည်းကြီးပဲကိုယ်ကလည်းကိုမန်နဲ့ထင်တယ်သူကလည်းသူမန်နဲ့ထင်တယ်ပုံစံတွေထားတွေကြောင်းတယောက်နဲ့တယောက်ကြားမှာလည်းစိတ်ပင်ပန်းမှုလေးတွေရှိတတ်တယ်အဲ့တော့နားလည်မှုတွေတတော်လိုအပ်ပါတယ်ဒီနေရောက်ဒီဝေးရင်လည်းမနေနိုင်ဘူးနီးရင်လည်းမတည့်ဘူးအဲ့လိုသဘောမျိုးပုံစံမျိုးဖြစ်တတ်တာဆိုတော့ အမြဲတမ်းပြက်လိုက်ဆက်လိုက်နေထားတွေကနှစ်ကြိမ်ထက်ပိုပြီးဖြစ်သွားရင်တပ်ပါတီတောင်းလိုက်သွားလိမ့်မယ်။အဲ့တော့ကြောင့်မလို့ဘယ်ဟာပဲလုလုပါပဲတွေ့တွေ့ကိုကသူ့အတွက်ကိုအရန်အကောင်းကြီးတွေဖြည့်တွေးတာမျိုးကြီးလဲကိုဘကလုံးဆရာမလို့အဓိကကိုကကိုကိုကိုစိတ်ရင်းချက်မှုနဲ့အကောင်းလေးတွေတွေးမပြောတဲ့စကားမပြောဘူးမတွေးတဲ့အတွေးမျိုးမတွေးဘူးဒီရောင်မှသူ့ဘက်ကလည်းကိုနဲ့တေချာလေးတန်မိုးတိတိလေးနဲ့ဘောနော်ဟိုသွားတာမျိုးအတွေးခေါ်ပိုင်းဆိုင်ရာမှာတေချာတာမျိုးဆိုရင်တော့နှစ်ယောက်က၈၀လက်တွဲလို့ကောင်းတယ် မဟုတ်ရင်ကျတော့တစ်ဖက်နဲ့တစ်ဖက်ကဟိုဗောနော်ဟိုအကောင်းဆုံးပေးရတာနဲ့အဆင်ပြေဆုံးလုပ်ပေးပါရဲ့နဲ့အဆင်မပြေတာမျိုးတွေစိတ်ညူညင်တာမျိုးတွေခံရတတ်တယ်အဲ့တော့ပြောတဲ့တလောက်မပြောရတဲ့ပုံစံနေထားဖြစ်တတ်ပါတယ်ဘဝလက်တွဲပေါ်ဖြစ်ရွေးချယ်မယ်ဆိုရင်တော့တေချာပြန်စဉ်းစားပါအောင်ကိုပြောချင်ပါတယ်ညောက်သားကြမှာနည်းနည်းစိတ်ရှုပ်ရှားလေးတွေပို့ပြီးတော့များတတ်တာကြောင့်မလို့ဖြစ်ပါတယ်နော်အဲ့တော့ truly သွားပြပါမယ် true သွားတဲ့အခါမှာ truly ကဘယ်လိုလဲဆိုတော့ ကိုကလေသူ့အရန်ချစ်တာဗောနော်အရန်ချစ်တယ်ဆိုရင်ညမှာလောကသူကကိုအတွက်တယောက်ထဲဒီတယောက်သားလေးငါရဲ့ life partner ဒီတယောက်သားလေးငါအတွက် romantic ငါသူ့အရန်ချစ်မယ်ငါသူ့ romantic တွေအရန်ပေးမယ် so အဲ့တော့ဘာလေးရှိလဲဆိုတော့ overthinking တွေပေါ့တစ်ဖက်နဲ့တစ်ဖက်ကအချစ်လွန်တဲ့ယောဂါရှိတစ်ဖက်ကကိုချစ်မန်းတည်တယ်ကိုကအဲ့လိုကြီးချစ်လို့ကို ကို့အတွက်အဆင်မပြေပါဘူး။သူနဲ့ဆိုရင်ဘောနော်လက်ရောညှိထွေမှုမရှိပါဘူးဆိုတာမျိုးတွေပေါ့နော်။လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့နှစ်ယောက်သားကြားထဲမှာကဘာလေးတွေရှိလဲဆိုတော့သူ့ဘက်ကိုယ့်ဘက်မှာအဲ့လိုနည်းနည်းဝင်ညှောင်းတတ်တဲ့ဘေးစကားတွေထိုးစကားလေးရှိတတ်တဲ့ဒါတစ်ချက်နောက်တစ်ခုကကြောင့်အရန်အစိုးရင်လွန်လာတဲ့တစ်ချက်ဟိုအရန်အချစ်လွန်လာမျိုးတွေတစ်ချက်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့နှစ်ယောက်ကကြောက်ဘယ်လိုလဲဆိုတော့တစ်ဖက်နဲ့တစ်ဖက်က type မတူဥပမာ तू ကအညီအောင်ကြိုက်တယ် ကိုကအမဲအောင်ကြိုက်တယ်အဲ့ဒါကိုအနီအောင်လိုက်ကြရမယ်တော့အမဲအောင်အရန်ကောင်းတယ်တော့သူ့ဘောနော်အဲ့လိုမျိုးကြီးဒီတစ်ဖက်နဲ့တစ်ဖက်ကတော့ပြောလို့မရအောင်အဲ့တော့အနီကြိုက်ရင်ကြိုက်ပါစေအမဲကြိုက်ရင်ကြိုက်ပါစေအဲ့လိုတစ်ဖက်နဲ့တစ်ဖက်ကြာမှာသဘောထားကြီးကြီးလေးနဲ့သွားနိုင်မယ်ဆိုရင်ကြတော့ဒီတယောက်ဒီကိုနဲ့ပတ်သက်ရင်ချိုတော့ကောင်းတော့ရိုမက်တစ်ဆန်တော့အရာမျိုးတွေပေးနိုင်မယ်သူတယောက်ဖြစ်တယ်သူ့ရဲ့စိတ်ထဲမှာပျော်ရွှင်ခြင်းအဓိကအဲ့တော့ကိုဘက်ကလည်းသူနဲ့ပတ်သက်ပြီးတယောက်တစ်ယောက်ကြာကိုကျန်တာဘာမှမဦးတည်နဲ့ပေါ့နော် တရက်တည်းရက်သူနဲ့ကိုယ်နဲ့ဘယ်လိုပြောအောင်နေမလဲ။ဘာလေးခံစားချက်လေးတွေမှာဘောနော်အေးစိတ်ဖြစ်အောင်လုပ်မလဲ။ပြီးတော့လူ့အကွာဒီလားအမဲငိုနေရရင်စိတ်ဆင်းရဲနေအဆင်မပြေဘူးလေ။ဟိုကိုကအဲ့လိုမျိုးကိုဆိုလဲအဲ့လိုမျိုးပျော်ရတာပဲကြိုက်တာမလား။အဲ့တော့သူများဆိုလဲပျော်ရွှင်ရမှာကိုနာနေချင်တာလေ။အဲ့တော့ဒီချက်လက်လေးတွေကိုတေချာလေးကိုဘက်ကနေတရှိတိမြင်ပြီးတော့တချို့ຢာတွေမှာမလုံးနဲ့တချို့ຢာတွေမှာအရန်ကြီးတွေကိုဘက်ကပေးတာမျိုးတွေမလုံးနဲ့ ပြီးတော့ဘာပဲတွေးတွေးစိုးရိမ်လွန်တဲ့စိတ်တွေကိုဖျောက်မှာပေါ့နော်အမချစ်တော့မှကြောက်တယ်အစင်မပြေတော့မှကြောက်တယ်အဲ့လိုကိုကြောက်တဲ့အရာရဲ့ကြောင့်ပဲပို့ပြီးဝေးသွားရတတ်တယ်အဲ့တော့သူနဲ့ကိုနဲ့ကြတော့ဒါကိုဘတ်သူ့ဘတ်မှာခန်းစားချက်တွေတိတ်ချထိမ့်ညိမယ်ဆိုရင်တော့ရှေ့ဆက်လက်တွဲလို့အစင်ပြေနိုင်တယ်အဲကောင်းမွန်သော romantic partner ဖြစ်နိုင်တယ်ဒါပေမဲ့ကြားထဲမှာအစ်စ်နေအရာကတော့ဒီလိုမျိုးရင်ကျက်မှုလေးကြီးကစကားပြောသွားမှဖြစ်တဲ့အတွက်တရားမှာဆိုလို့ရှိရင်တော့မုံက 66ရာခိုင်နှုန်းလောက်ပဲပြီးပါတယ်เนาะအဲ့တော့အဆင်ပြေပါစေလို့မျှော်လင့်ပါတယ်အဲ့တော့ဒီနေ့လုတ်ပေးလိုက်တဲ့ပေါ့เนาะဗီဒီယိုလေးကလေအကောင်လုံးအတွက်ပေါ့เนาะဒါအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်เนาะ